်္ဂလာပါရှင်။အာစီတုတ္တဆုံယတ္တဆုံ channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမ NG ပါ။ကျမဒီနေ့ဆက်လက်ပြီးဖတ်ပြပေးချင်တာကတော့ဆရာအက်ကဆော်ရဲ့စုံထီကြီးဥပဒါနဲ့လူမိုက်ကြီးတက်တူဆိုတဲ့အပိုင်းပဲဖြစ်ပါတယ်ရှင်။လိုက်ပါခန်းစားနားဆင်ပေးကြပါဦးရှင်။ဥပဒါအကြောင်းပြောလာတာတော်တော်ကိုရောက်လာပြီဗျ။အခုဆိုရင်ဥပဒါချင်းနဲ့တိတ်ပြီးမိတ်ဆက်ပေးစရာမလိုတော့ဘူးလို့ထင်နေနော်။ဒီတစ်ခါပြောမယ့်အကြောင်းက ဥတက်သူဆိုတဲ့လူကြီးအကြောင်းပြသူကလူမိုက်ကြီးအနေအထိုက်တော့တော့ကိုကြမ်းကြမ်းတက်တက်နေတဲ့လူကြီးတနည်းအားဖြင့်ပြောရရင်တော့လူပေလူတေကြီးပေါ့ဗျာတုတ်တုတ်ငငယ်ရုံးကတုတ်တုတ်တပည့်ငိုနေပြီဆိုရင်အဖေကဟေ့ဥတက်သူကြီးလာနေပြီဟေ့လို့ပြောလိုက်တာနဲ့တုတ်တုတ်မှာအငုတ်တိတ်သွားရတာဥတက်သူဆိုရင်တုတ်တုတ်ခလေးတွေကနမဲကြားရင်ကိုကြောက်နေရတာ။စော့နေရင်လဲဥတက်တူကြီးလာနေတာကိုမြင်လို့ကတော့လေ ျွန်တော်တို့ခလေးတိုက်ကနီးရအိမ်ပေါ်တက်ပြေးပြီးပုံနေတော့တာပဲဗျို့ဥတက်တူဆိုတာကအသက်တော့တိတ်မကြည့်သေးပါဘူးဗျာလူပုံကခက်ချန်ချန်စပင်ကဖွာနေချင်းနေတာပဲဗျာပန်းဖက်မာကလည်းကြောက်ပေါက်မာတွေနဲ့နှာခေါင်းကတူတူလန့်လန့်ပေါ့ပေါ့ကြီးလူပုံကလည်းပူပူပေါ့ပေါ့လူကောင်ထွားထွားနဲ့လမ်းလျှောက်ရင်လည်းပေါက်ဆက်ပေါက်ဆက်နေဆိုတော့သူ့ရုပ်ကြီးကိုမြင်ရင်တုတ်တုတ်ကလေးတွေဆိုတာကတည့်ရဲ့ဘလူးတကောင်မြင်တယ်လို့ကိုကြောက်နေရတာဗျာ အဲ့ဒီဥတတူကြီးကတူတူရွာကတော့မဟုတ်ဘူးရွာနေချင်းပေတိုးရွာကလူကြီးရုပ်ရည်ကကျန်းနေဆိုပေမဲ့တူတူရွာက အပြူကြီးမခင်မရနဲ့အိမ်ထုံချတော့ပါလေရောဗျာရွာထဲကလူတွေကတော့မခင်မရကဥတတူကြီးကိုမျက်လုံးမိတ်ပြီးယူလိုက်တယ်လို့တော့မှစောင်းမြောင်ပြောဆိုနေကြတယ်ပြောလေပြောချင်စရာပါဗျာမခင်မရကအပြူကြီးဆိုပေမဲ့တောင့်တောင့်ဖြောင့်ဖြောင့်ကြီးဗျာ သူ့အမေဦးကြီးကိုငဲ့နေရလို့သာအိမ်ထောင်မပြုတ်ဖြစ်တာဒါနဲ့အမေဦးကြီးပြေးပြီးတော့၃လလောက်ပဲကြာတယ်ဦးတက်တူကြီးနဲ့ညားပါရောဗျာမခင်မြကိုမှန်းနေတဲ့ရွာကလူပြူကြီးတွေဆိုရင်တိတ်မှန်လိုက်ခဲမရဖြစ်ကုန်တာပေါ့ဗျာဦးတက်တူဆိုတဲ့သူကပီတိုးရွာမှာနေတယ်ဆိုပေမဲ့အိမ်မရှိရာမရှိလေမရှိပဲရွာပြင်ရင်ခွဲစရက်မှာနေနေတဲ့သူအခြေအနေဘာမှမရှိတဲ့သူပေါ့ရွာထဲကခိုင်းနာကိုလုပ်ပြီးရတဲ့နောက်စား ်အရက်တို့ထန်းရီတို့ကိုအကျွေးတောက်ပြီးဇရက်မှာအိတ်နေတက်တဲ့ဒူးကြီးပြရွာကလူပဲဆိုရင်နာရင်လဲနာစရာပေါ့ဗျာဒီလိုနဲ့မခင်မြနဲ့ညာပြီးတော့ဥတက်ဒူးကြီးကရွာကိုရောက်လာပါလေရောဗျာမခင်မြကလည်းနဲ့ညာနဲ့ဦးနဲ့အိမ်နဲ့ဆိုတော့ဥတက်ဒူးကြီးကရေမီးအစုံနဲ့အသက်တက်နေရောပေါ့ဗျာအိမ်ထောင်ချပြီးတော့လဲဥတက်ဒူးကြီးကအဲ့အလုတ်တွေလက်အလုတ်တွေကိုဝိုင်းကူလုပ်နေမထင်သေးဘူးဗျ ချိန်ပြည့်နီးပါရွာထိတ်နာကဥတရုတ်ကြီးအရက်ဆိုင်ပါပဲလူတွေနဲ့ဝိုင်းဖွဲ့စားတော့နေကြတာမခင်မြဆိုတာကလည်းသူ့ယောက်ျားကြီးကိုတော့တော့ကိုချစ်ရှာပါတယ်ဥတတူကြီးနေလဲစားထမင်းအိမ်ပြတ်မစားဘူးဆိုရင်ခံတောင်းကလေးတွေကိုထမင်းနဲ့ဟင်းပကံတွေကိုထည့်ပေးတောင်းကိုရွက်ပြီးတော့ဥတရုတ်ကြီးအရက်ဆိုင်အရောက်ကိုလိုက်ပို့ပြီးရှာတယ်သူတို့အချစ်ကရှာရှာပါပါဗျမခင်မြကတော့သူ့မိပါရိစီကကြံခဲ့တဲ့ လေတွေရာတွေကိုအငားချထားတယ်။သူကတော့အိမ်မှာအိမ်အလုပ်တွေလုပ်တာပေါ့ဗျာ။ဒါတော့မှဥတက်သူကြီးကမခင်မြကိုလုံးဝအမြင်မကြည့်ဘူးဗျ။အမြဲလိုလိုပြဿနာရှာနေတတ်တာ။ဟေးတက်တူတယ်ကွာ။စနေသားနေတက်ရေတက်မှမွေးတာ။ဘဲကောက်ကမှလူမထင်ဘူး။ဥတက်သူကြီးရံဖြတ်တော့မေးဆိုရင်အဲ့တလူမျိုးအမြဲတမ်းကြိတ်မွနေကြဗျ။တရုတ်ကြီးဆိုင်မှာထိုင်ပြေးအမြဲတမ်းရံဖြစ်နေတတ်တယ်။ ဆိုင်မှာအရက်လာတောက်တဲ့သူတွေနဲ့စကားစမြည်ပြောနေရင်ကနောက်တော့သူ့ကိုဆောင်ပြောတာလားရန်ဆောင်တာလားဆိုပြီးပြက်တနာရှာတယ်။နောက်တော့အတင်းထိုးကြကြိတ်ကြတာပေါ့ဗျာ။ကျုပ်တို့ကဥတက်တူကိုကြောက်ကြပြီးမဲ့ဥတက်တူကကျုပ်တို့အင်ကိုမခေါ်ပဲစိုက်စိုက်မြဲမြဲရောက်လာနေကြမဟုတ်လား။ရန်ဖြစ်ပြီးရင်ကာလသားတွေကဖမ်းပြီးတော့ဥတက်တူကြီးကိုတကြီးလက်ကိုလာအပ်နေကြပေါ့ဗျာ။ပြီးရင်သူ့ထိုးလွှတ်လိုက်တဲ့လူတွေလည်းပါလာကြတယ်။ထူးဆန်းတာက ဦးတက်သူကြီးကတခါမှကြီးကြီးမားမားဒဏ်ရာရတယ်ဆိုတာမရှိပဲသူ့နဲ့ရင်ဖြစ်တဲ့သူတွေကသာမျက်နာတွေဖူးရောင်မျက်ခုံးတွေကွဲသူကမြေကျိုးပြီးတော့ရောက်လာကြတဲ့သူတွေကများတယ်ဦးတက်သူကြီးကိုအဖေတို့ကစူတန်ရင်ဆိုရတယ်အရန်ဆိုလာရင်တော့ထိတ်တုံးပေါ့ဗျာထိတ်တုံးကြီးကကျုပ်တို့အိမ်ရှိကွက်လက်မြေပြောင်ပြောင်မှာထားထားလားဗျာထိတ်တုံးခတ်ပြီးဒီဘူးအောင်မှာနေ့တစ်ပိုင်းတော့ထားလိုက်ရင်ကိုပဲတော်ရုံမာတဲ့သူဆိုရင်ပြော့ကြသွားတာ။ နေကလည်းဘူးခြေထောက်ကလည်းချုပ်ထားသည်ဆိုတော့စဉ်းစားသာကြည့်တော့ဗျာဒါကြောင့်လဲအဖိတ်ထိတ်သုံးကိုကြောက်ကြတာနေမှာပေါ့ဒါပေမဲ့အဖိတ်ထိတ်သုံးကိုလုံးဝမကြောက်တဲ့သူကတော့အဲ့ဒီဥတက်တူကြီးပဲဗျာနေပူပူကြီးထဲမှာ တက်ကြီးပိုက်ပြီးပေကက်ကက်နဲ့ငုတ်တုံထိုင်နေတာသူ့အသားကလည်းပုံရည်ကြီးအယောင်နဲ့ဆိုတော့အသားတော့မမဲတော့ဘူးပေါ့ဗျာအဖေကတော့ဥတက်တူကြီးကဘာမှတော့ပြတ်မပြောပါဘူးအဖေလို့ကြမြခံတယ် အဖေကလည်းဥတက်တူကိုကတ်တဲပုံမယ်ရဲ့လက်အပ်မယ်လို့သာပြောပေမဲ့တကယ်တမ်းကျတော့တရွာတဲ့သားဆိုတော့လေအဲ့ဒါလောက်အထိမလုပ်ရဘူးထင်ပါတယ်ဗျာမခင်မြမျက်နှာကိုထောက်နေရတာလေပါပါပေါ့ဘာလို့လဲဆိုတော့ဥတက်တူကြီးကိုချက်ထားပြီးဆိုရင်ငိုယူပြီးရောက်လာတတ်တာကမခင်မြဗျာအဖေခြေတလုံးကိုဖတ်ပြီးတော့ကိုသူ့ယောက်ျားကိုလှုပ်ပေးဖို့တောင်းပန်လာဗျာအဖေကလည်းတခါတလေတော့တနာလို့လှုပ်ပေးလိုက်တာပေါ့တခါစလေချတော့လေအဖေက ညီယောက်ျားတက်လောက်တော့ခံပလိစေဒါမှဒီကောင်မှတ်ပါဆိုပြီးထိတ်တုံကြီးနဲ့တည့်ရက်လောက်တော့ခတ်ထားလိုက်သေးတာအဲ့ဒီမခင်မြကဘာလုပ်တယ်ပတ်တလေသူ့ယောက်ျားဘေးအနားမှာထိုင်ပြီးရေတိုက်ရတာနဲ့ထမင်းခွန်ရတာနဲ့တော်တော်ကိုချစ်တတ်တဲ့မိန်းမကြီးပါဗျာအေးအဖေကဥတက်တူကြီးကိုလှုပ်ပေးလိုက်ပြီးဆိုရင်လေဥတက်တူကြီးကအဖေရှိတဲ့မခင်မြကိုပါးရီနားရိုက်တာဗျာလာတာနောက်ကြောင်လို့လေဗျာ ကဲဒီလူကြီးဘလောက်လွတ်တလဲဗျာကျုပ်တို့ရွာမှာကတော့ရိုမီယိုတို့ဂျူလီယက်တို့ရွှေဟင်းတောင်မောင်နှံတို့တို့ချစ်ချင်းအကြောင်းတွေကိုစာမဖွဲ့ကြပါဘူးမခင်မရလောက်ချစ်တတ်ရဲ့လားဆိုပြီးတော့ပဲစနောက်ကြတယ်ဒါပေမဲ့လည်းအဲ့ဒီမခင်မရနဲ့ဥတက်သူကြီးတို့ပေါင်းတင်လာတာဆယ်နှစ်ပြည့်တော့ပဲဆိုပေမဲ့ကလေးတယောက်မှမထုံကားဘူးဗျဥတက်သူရောက်လာတော့ကျုပ်တို့ရဲ့တိတ်ဆိတ်အေးချမ်းနေတဲ့ရွာကလေးကစွန့်ညံ့နေရတယ် ရွာထဲမှာမိုက်ပြီးတိုက်ပြီးရိုက်ပြီးဟိတ်ဆိုရင်ဥတက်တူကြီးကထိုက်ဆုံးကပဲဒီတော့အဖေကလည်းအလုပ်များရတာပေါ့ဗျာအဖေဆိုရင်သူ့ကိုစုံမရတာအရင်ယူရတာတော့မလုပ်ချင်တော့ဘူးလေဗျာကျုပ်တို့ငငယ်ကလေးကစိုးလောက်ခဲ့တဲ့ဥတက်တူကြီးဟာကျုပ်တို့လူပြပေါက်ဖြစ်တဲ့အထိမလိမ္မာသေးဘူးဗျာဒီအတိုင်းပဲတခါကပေါ့ဗျာကျုပ်အကူကြီးနဲ့ကျုပ်နဲ့ကစက်သွားတိုက်ကြတယ်စက်တိုက်တယ်ဆိုတော့ကတည့်ရမဝင်ဘူးပေါ့ဗျာကျုပ်တို့ရွာရင် တမ်းမြင့်ရွာရဲ့အလယ်နားမှာတော်လန်ကလေးတစ်ခုရှိတယ်။အဲ့ဒီထဲမှာကြက်ဝိုင်းခိုးထောင်ကြတာပေါ့ဗျာ။ကြက်ဝိုင်းဘယ်နေလို့မေးဆိုတော့ကိုစက်တိုက်မဲ့သူတွေပဲအတိပေးထားတာပေါ့။ပုံမှန်အချိန်သွားလိုက်ရင် လူမရှိတဲ့တောအုပ်ကြီးပေါ့ဗျာ။ကြက်ဝိုင်းထောင်နဲ့နေဆိုရင်တော့လူစီကားနေတာပေါ့။ကျုပ်အကူအကြီးဆုံးကစက်တော်ဝါသနာပါတယ်ဗျာ။ဒါပေမဲ့အဖြစ်ရှိမှာတော့စက်အကြောင်းမဟုတ်ရဲဘူး။သူ့တငယ်ချင်းချက်ကောင်းဆိုတာစက်တိုက်ဝါသနာပို့ပေါ့။ သူလဲချက်ကောင်းနဲ့ပေါင်းပြီးချက်တကောင်မွေးထားတယ်။ချက်ကောင်းစီမှာခိုးမွေးထားတာပေါ့ဗျာ။ကျုပ်ကလည်းဆက်ဆက်ဆူဆူဆိုတော့တိသွားတာပေါ့။ဒါနဲ့သူက ကျုပ်ကိုနှုတ်ပိတ်ခ20ပြီးပြီးတော့နှုတ်ပိတ်ခိုင်းထားတာပေါ့။ကျုပ်လည်းသူ့နဲ့ကျက်ဝိုင်း3-4ဝိုင်းလောက်လှိုက်သွားရင်ကျက်ဝါသနာပါသွားတာပေါ့ဗျာ။သူ့တို့နိုင်ရင်ဘုတ်ဖိုးကလည်းရသေးတာကိုတည့်ရက်တော်ဗျာ။ကျက်ဝိုင်းပေါင်းဥတက်တူကြီးပါလာတယ်ဗျာ။ကျုပ်တို့ကငင်းငယ်ကလေးကကြောက်ပြီးပဲ ြီးတာတော့အိတ်မကြောက်တော့ဘူးလေအင်ကိုခဏခဏလာနေရလို့လေမြန်ပန်းကတမ်းမိနေပြီကိုဟေးတကြီးမင်းသားရေကျက်လာတိုက်ကြတယ်ဟဲ့ဥတက်တူကြီးအော်လိုက်တော့အနားမှာရှိတဲ့သူတွေကရီသွားကြတယ်ဗျမင်းတို့အဖေမိနေမှာမင်းတို့ကိုအိမ်ရှိမှာကိုထိတ်သုံးစာမိနေပါအောင်မယ်ကွာအကိုကတော့ဘာမှဂရုမစိုက်ဘူးပြောတယ်ဒီလိုနဲ့စက်တိုက်ကြတာပေါ့ဗျာအချီတော့ဥတက်သူနဲ့အကိုရဲ့ချက်ဖောက်တိုက်ရမယ်အလဲဗျာ ကိုတက်တူချက်ကလည်းချက်ကောင်းမရကျုပ်အကူချက်နဲ့အပြန်အလှန်တိုက်ကြတော့ပေါ့ဗျာပွဲကလည်းတော်တော်ကိုကောင်းတာဗျလောင်ကြီးတွေနဲ့တင်းနေရကျော်300ရှိနေပြီဒီလိုတိုက်ရင်ကိုတက်တူချက်ကခြေအနေမကောင်းတော့ချက်သမားချက်ကောင်းလက်တပ်ပြီးမွေးပေးထားတဲ့အကူချက်ကိုမရှင်နိုင်တော့ဘူးဗျဒီအချိန်မှာကိုတက်တူကဘာလုပ်လိုက်တလဲဆိုတော့ချက်ဝိုင်းတဲ့ကိုဝင်ပြေးသူ့ချက်ကိုဝင်ဆွဲတယ်ဗျကျုပ်တို့ကညစ်တယ်ဆိုပြီးတော့ကတနာရှာတော့တာပေါ့ လူတွေကတော့ဖြန့်ဖြေးပေးပါတယ်။ဒါပေမဲ့ဥတက်တူကြီးကမရဘူးပြ။သူ့ကိုသူလူမိုက်ဆိုပြီးတော့ဖြဲချောက်နေတော့လား။ဟဲ့ကောင်းတွေမင်းတို့တွေကတကြီးသားတွေဆိုပြီးတော့မှညစ်ချင်နေတာလားကွာ။ကျုပ်တို့ကတော့ပြန်မတော့ပြန်ဘူးပေါ့ဗျာ။ချက်ကောင်းကလည်းချက်နဲ့ကောင်းကိုပိုင်လို့ကျုပ်တို့ပြန်ကြမယ်ဆိုပြီးလောက်တာပေါ့ဗျာ။ဟဲ့ကောင်းတွေမဟုတ်တာလုပ်ပြီးဒီအတိုင်းပေါ်လို့ရမလားကွာ။အကိုကြီးကလည်းလူငယ်ဆိုတော့ပြန်ပြောတာပေါ့ဗျာ။ဒီမှာဥတက်တူကြီး ခမည်းကြက်ချင်းမနိုင်လို့လူကိုရမ်းမရှာနဲ့ဗျခမည်းကြက်မဟန်တာအားလုံးအသိခမည်းမကျင်းနိုင်ရင်နောက်တစ်ပွဲဆက်တိုက်လို့ရသေးတယ်ဗျအောင်မမင်းတို့ကညစ်ချင်နေညစ်ပြီးတော့ဒီလိုလှုပ်လို့ရမလားကွာဥတက်တူကြီးကအကိုအင်ကြီးစာကိုလှမ်းဆွဲလိုက်တယ်အကိုကလည်းလူငယ်ဆိုတော့ဥတက်တူကြီးရဲ့မျက်နှာကိုအရင်ထိုးထက်လိုက်တယ်ဥတက်တူကြီးကဖြုံတော့မဖြုံပါဘူးဗျအကိုကိုသူကပြန်ပြီးတော့နေရင်ကိုပိုက်ရိုက်ထည့်လိုက်တာဗျအုံခနဲ့ပြီးသွားပြီးတော့ကျုပ်အကိုကြီးမှာ တပတ်လေထွက်သွားတော့မှမြေပေါ်ကိုဖင်ထန်ရက်နေကြသွားတယ်။အကိုကြီးကခေါင်းမသွားပုံရတယ်ဗျ။ချက်ချင်းတော့ပြန်မထနိုင်ဘူး။အကိုတငယ်ချင်းချက်ကောင်းကလည်းဝင်ထိုးတာပေါ့ဗျာ။ဒါပေမဲ့လူမိုက်ကြီးနဲ့ fight ရတာဆိုတော့ဘယ်နိုင်မလဲဗျ။ချက်ကောင်းကလည်းဦးတက်သူကြီးကလက်တီတစ်ချက်ထိုးထည့်လိုက်တယ်။ချက်ကောင်းလည်းရိုက်နေကြသွားတယ်ဗျ။ကျုပ်လည်းအကုတ်ထီတော့ဘေးရမလဲဗျ။ဒါပေမဲ့ကျုပ်လိုမချွတ်လေတယောက်ကဥတက်တူကြီးကိုမနိုင်ဘူးဆိုတာသိတယ်။ ဒါနဲ့အနောက်ကိုရှာကြည့်တော့တစ်ကိုင်းတစ်ခုကိုတွေ့တယ်ဗျ။တစ်ကိုင်းကတန်တန်လောက်ရှည်ပြီးလုံးပတ်ကလည်းလက်ကဝတ်လောက်ရှည်မဲဗျ။ကျုံလည်းကောက်ကိုင်းလိုက်တော့တစ်ကိုင်းကတော်တော်ကိုမာရပါဗျ။အဲ့ဒါနဲ့ဥတက်တူကြီးစီကိုပြေးပြီးခေါင်းကိုတအားလွှင့်ရချလိုက်တာပေါ့။ဥတက်တူကြီးကကျုပ်ကိုကြောပြထားတယ်ဆိုတော့သူပဲသိနိုင်မလဲ။တစ်ကိုင်းကဥတက်တူကြီးရဲ့နောက်စစ်ဧည့်ရကိုရိုက်မိသွားတယ်။ပြီးတော့အဲ့ဒီတစ်ကိုင်းကဖြောင်းခနဲ့ကျိုးသွားတယ်ဗျ။ ုတ်ရက်တဲ့အားကိုကျုပ်သိတယ်။ဥတက်တူကြီးကပေရင်သိမသိရင်တော့ယူမပဲလို့တော့မှစိတ်ထဲမှာတွေးလိုက်မိသေးတယ်။ဒါပေမဲ့ဗျာဥတက်တူကြီးကကျုပ်ကိုလှည့်ကြည့်တယ်။သူ့မျက်လုံးကြီးကလည်းနီးနေလို့ဗျ။ကျုပ်ကိုစိုက်ကြည့်နေတာမများဗျာ။ကြောက်စရာကြီးဗျ။နောက်တော့ကျုပ်ကောင်းကောင်းစပင်တွေကိုကိုင်ပြီးတော့သူ့လက်တီးကြီးနဲ့စွဲပြီးထိုးလိုက်တာဗျာ။ကျုပ်လည်းတတိလှက်သွားတော့တာပေါ့။ တတိပြန်ရလာတော့အင်းပြန်ရောက်နေပြီဗျနေလဲအတော့ကိုစောင်းနေပြီအဖေကဥတက်သူကြီးတို့ကိုထိတ်တုံခတ်ထားတယ်ဒီကောင်တွေကိုဒီညတော့ချင်းစာကျွေးပြရမယ်တဲ့အကိုကြီးကလည်းအဖေနောက်မှာရက်နေတယ်ဒါနဲ့အဖေကအကိုကြီးမျက်နှာကိုလက်သီးနဲ့ထိုးထည့်လိုက်တယ်ဗျအကိုကြီးနှာခေါင်းသွေးတွေပါရှန့်ထွက်လာတယ်အဲ့ဒီနောက်ပိုင်းကစပြေးအကိုကြီးကကြက်ဆူနဲ့ဝါသနာပြတ်သွားတာတိတ်တဲ့အထီးပဲဗျအဲ့ဒီတော့ကကျုပ် မျက်လုံးကြီးကွင်းနေပြီးတော့ဖူးယောင်ပြီးညိုမင်းနေတာပဲဗျမသိရင်မျက်လုံးကြီးပောက်ထွက်တော်မူအတိုင်းပဲအဖေက ကို့တော်ပေမဲ့လေအကိုကြီးကိုထိတ်တုံခတ်လိုက်တယ်ကျုပ်ကလည်းကြံရပါဆိုပြီးထိတ်တုံခတ်တယ်ကျုပ်ပေးမကချစ်ကောင်းကိုကတ်ထားတယ်ထိတ်တုံကလေးယောက်လောက်တော့အေးအေးဆေးဆေးခတ်လို့ရတဲ့ထိတ်တုံဗျကျုပ်အဖိုးတို့အင်္ဂလိပ်လက်ထက်ကလေးကတုံးလာတဲ့ဟာကြီးကိုတညလုံးချင်းတွေကတဝီဝီနဲ့ကင်နေတယ် ျုပ်တို့ကလည်းငုတ်တုံးဆိုတော့အဲ့လိုဘေးရမလဲဗျာဒါအပြင်ကျုပ်တို့ဒဏ်ရာတွေကရောင်ကိုင်းပြီးတော့နာကျင်လိုက်တာမပြောပါနဲ့အကူကြီးကတော့ဥတက်သူကြီးကိုမကြည့်နဲ့လို့ပိဆောင်ဆောင်တက်ကြည့်တယ်ဥတက်သူကြီးကတော့ကျုပ်တို့ကိုကြည့်ပြီးတော့မချုံမချင်မျက်နှာပေးနေဗျာအဖေကိုကြောက်ရလို့တာပေါ့မဟုတ်ရင်တော့အိမ်မှာတပွဲလောက်ထပ်ဖြစ်ကြအောင်ပါထုံးစံတိုင်းပါပဲမခင်မရမိခွက်တစ်ခုနဲ့ရောက်လာတယ် သူ့ယောက်ျားကိုထမင်းပွန့်ကျွေးတယ်။ကြက်ကြော်တွေဘာတွေကျွေးတယ်။ချင်းကြိုက်မှာဆိုလို့ပစိုးတစ်ပိုက်နဲ့လဲရက်ခတ်ပေးနေတာဗျာ။သူ့တို့ကတော့သူ့တို့ကိုကြည့်ပြီးတရေကျနေတာပေါ့။ဘိုက်ကလည်းစားနေတာကိုအမေကတော့မနေတက်ပါဘူး။ထမင်းစင်းကျွေးခြင်းနဲ့စိတ်ထည့်ပေးခြင်းနဲ့ဒါပေမဲ့အဖေကိုကြောက်ရတယ်မဟုတ်လား။အဖေကဒီကောင်တွေမတ်နောက်အောင်လွတ်ထားပါကွာ။ထမင်းတနက်ကတော့မသေးပါဘူး။တဲ့။သူ့တို့ကတော့ခံပြင်းတာပေါ့ဗျာ။ ထမင်းကတနတ်မှမဟုတ်တာနေ့လည်းစားလည်းမစားရသေးဘူးမဟုတ်လားနောက်တော့အဖေကအောက်ဆင်းလာတယ်မခင်မရအနားကိုလာပြီးမခင်မရညီဒီလိုလုပ်နေတော့ညီလင်ကထိုက်တုံခတ်ခံရတာကိုဟိုတယ်ရောက်နေတယ်လို့ထိနေတာပေါ့ဟာညီပြန်တော့မပြန်ဘူးတကြီးတကြီးမတင်နိုင်ရင်ကြောက်ကိုပါထိုက်တုံခတ်လိုက်အဲ့ဒါသာကြည့်တော့ဗျာဘလောက်လင်ချစ်တယ်လဲဆိုတာအဖေကလည်းစိတ်ပေါက်ပေါက်နေမခင်မရကိုပါထိုက်တုံခတ်လိုက်တယ်ဗျာဒါပေမဲ့ မောက်ခင်မရကတော့အပြုတ်မပြတ်ဘူးဗျအေးအေးစစ်စစ်ပဲသူ့ယောက်ျားဘေးနားမှာအတူတူထိတ်တုံခတ်ခံရတာတော့မှပျော်နေတယ်လားမသိပါဘူးဗျနောက်ဆုံးမနဲ့မိုးလင်းတော့မှထိတ်တုံကိုဖွင့်လိုက်တယ်ကျုပ်တို့အားလုံးလည်းညောင်းနေတာနဲ့ကိုယ်တစ်ပိုင်းပေတော့မယ်မောက်ခင်မရကတော့ဦးတက်သူကြီးကိုဖက်ပြီးလင်မယားနဲ့ရောက်ပြန်သွားလိုက်တာများဗျမပြောချင်တော့ပါဘူးကျွန်တော်လူပြိုပေါင်းဆိုတော့ဥပဒါကြီးနဲ့ကျွန်တော်အတော့ကိုခင်နေကြပြီပေါ့ဗျာ ဥပဒါတဲ့ကကျွန်တော်တို့လေရဲ့အနောက်ဖက်ကလေးဆိုတော့လေရင်းစင်းရင်ဥပဒါရဲ့လေဆောင်တဲကလေးစီပေါ်နေကြပေါ့ဥပဒါကနေ့လေနေ့ခင်းဆိုရင်အဲ့ဒီလေဆောင်တဲကလေးထဲမှာအနေမရတယ်တဲဆိုပေမဲ့ဗျာအမိုးကလည်းမလွတ်တလုံးပါအကာကလည်းတစ်ဖက်ပဲရှိတယ်ကျန်တာကဟာလာဟဲနေကြီးအထဲမှာတော့ဝါကုတ်ပစ်ကလေးတလုံးရှိတယ်ဗျကျုပ်လည်းမခံချင်တာနဲ့ဥပဒါကြီးစီကိုလာခဲ့တာပေါ့ဗျာ မင်းတို့မနေ့ကတက်တူနဲ့ရံဖြစ်ကြတယ်ဆိုကဥပသားကရီကျဲကျဲနဲ့ကျုပ်ကိုလှမ်းပေးလိုက်တော့ကျုပ်လည်းစိတ်ထဲမှာမခံချင်ဖြစ်သွားတယ်။ဟုတ်တာပေါ့ဗျာ။ဒီလူကြီးကလူမြင့်ကြီးဗျာ။ညှိယုံတင်ဘဲကမလဲကွာ။တကယ်တော့ဒီကောင်ကတော်တော်ကိုယုံမာတဲ့အကောင်။ဥပသားကြီးကတော်ယုံလူကိုမကောင်းမပြောတတ်ပေမဲ့ဥတက်သူကိုအဲ့ဒါလိုပြောလိုက်တော့ကျုပ်လည်းထူးဆန်းသွားတာပေါ့ဗျာ။ဒါနဲ့ဘာလို့လဲဆိုပြီးမေးကြည့်ရတာပေါ့။သူကစေးဆောင်ကောင်းကောင်းပြထားတာကွာ။ စေးဆိုပေမဲ့ကောင်းနေစေမဟုတ်ဘူးကွာသူ့ကြောကုန်းမှာဘလူကောင်းကြီးတစ်ခုသူ့ရင်ဘက်ဘယ်ညာဘလူကောင်းသေးသေးလေးတစ်ခုထိုးထားတာတွေ့ရမဟုတ်လားကျုပ်လည်းကောင်းကြိတ်လိုက်တယ်ဥတက်သူကအင်ကြီးကျွန်းနဲ့နေတာများတဲ့သူမျိုးဘလူကောင်းကိုလူတိုင်းကမြင်ဖူးတယ်အဲ့ဒါဘလူသားပိုင်းလို့ခေါ်တယ်ကွာကျောမှာဘလူအမေရင်ဘက်မှာကဘလူကလေးတွေဘောမကောင်းတဲ့အစီအရင်တစ်ခုပဲကွာလူမိုက်တွေလူဆိုးတွေထိုးကြတဲ့စေးပေါ့ကွာ အဲ့ဒါထိုးထားရင်ဒုတ်ပီးဓာပီးတယ်လို့ပြောကြတာကွာကျုပ်လည်းဒီတော့မှသဘောပေါက်သွားတယ်ဘလူးစေးထိုးထားတော့လူကလည်းကြမ်းကြမ်းတန်းတန်းကြီးနဲ့စိတ်ကလည်းကြမ်းနေတာပေါ့ကွာနောက်ပြီးတခုခုဆိုရန်ထောင်လာတာဘလူးရဲ့တဘာဝကွာမိမထားနောက်သူနဲ့တွားပြီးရင်မဖြစ်နဲ့ကျုပ်တစ်ချက်ခောက်လိုက်ပြီလေတော်တော်ကိုရှုံပါတယ်လူဗျာဒါတွေမကောက်သေးဘူးကွာမခင်များနဲ့ညားတာဘာကြောင့်လို့မင်းတင်လဲ မခင်မြကသူ့ကိုတိုက်ချစ်တာကိုဗျဥပဒါကြီးကရီမောလိုက်တယ်ဗျမှတ်ထားကွာအဲ့ဒါကအိမ်မြောင်ပီရဆေးလို့ခေါ်ရဲကွာအိမ်မြောင်နဲ့ပီရမော်သွင်းထားတာကွာဒါကြောင့်မခင်မြကသူ့ကိုမခွဲနိုင်ဖြစ်နေတာအိမ်မြောင်ပီရဆေးဆိုတော့ကျုပ်လည်းသိချင်သွားတာပေါ့ဗျာဒါနဲ့ဥပဒါကြီးကိုပြီးကြည့်ရတယ်အိမ်မြောင်တကောင်ကိုဖမ်းပြီးတော့ကိုလိုချင်တဲ့သူရဲ့နာမည်ကိုမိုင်းကင်ဆက်ကူမှာရေးရတယ်ကွာ ပြေးရင်အိမ်မြောင်ရဲ့ဝမ်ပိုက်ထဲကကလီစာတွေကိုအကုန်ထုတ်ပြီးတော့အခုနကရေးထားတဲ့စာပြက်ကိုထည့်ရတယ်။ပြီးတော့အုံဥပဒေတော်ဟာဆိုတဲ့မန်တန်ကို38ခေါက်ရွတ်ထားရတယ်။ပြီးရင်နေမပြပဲအချောက်ခံထားရတယ်ကွာ။လိုအပ်လာရင်တော့ကိုယ့်ရဲ့လက်ဝဲပဲရှင်အုံကသွေးကိုဖောက်ထုတ်ပြီးတော့အဲ့ဒီသွေးနဲ့အိမ်မြောင်ကောင်ကို သွေးရတယ်။သွေးပြီးသားရေကို ိုလိုတဲ့သူကိုတိုက်တသက်လုံးချစ်တယ်မျက်နှာမမြင်ရရင်မနေနိုင်ဘူးကွာကျုပ်လည်းဘုပ္ပသားကြီးပြောတဲ့အစီအရင်များကိုကောင်းတဲ့ရိုက်သွင်းထိန်နေရတယ်ဒါပေမဲ့တခုတော့ရှိသေးကွာအိမ်မြောင်ပီရစေးတုံးရင်တက်စာရှိရတယ်တယောက်ဆိုတယောက်ပဲတုံးလို့ရတယ်ကွာကျုပ်လည်းနောက်တော့လေထဲကနေပြန်လာခဲ့တယ်အပြည့်ဒီပိုင်းလေးကိုပြန်လာခဲ့တာဗျအဲ့ရောက်တော့ ခေါင်းထဲမှတ်ပြီးတာတွေကိုမလာစားအုပ်ထဲခဲတဲ့တချောင်းနဲ့ရေးမှတ်ထားလိုက်တယ်ဗျာ။နောက်လိုရင်တုတ်ဖို့ဆိုပြီးတော့ပေါ့ဗျာ။ဒါပေမဲ့ဥပဒေကြီးကတော့ဥတက်သူကြီးကိုစုံမပေးဖို့ပြောတော့သူမလုပ်ချင်ဘူးတဲ့ဗျာ။သူနဲ့ထိတ်တိုက်မတွေ့။တရွေ့တော့သူရမလုပ်ချင်ဘူးလို့ပြောတယ်။ဥတက်သူကြီးကလည်းလူလဲဗျာ။ဥပဒေကြီးကိုတော့ရှောင်နေလေ။ဒါပေမဲ့တနေ့တော့ သူတို့ထိတ်တိုက်တွေ့ဖို့ဖြစ်လာပါရောဗျာအဲ့ဒီနေ့ကမိုးတွင်ကြီးပြမိုးကတဖွဲဖွဲရွာနေတာဥတက်သူကြီးကနွားကြီးဆွဲသွားတယ်ကျုပ်ထင်တော့တတ်စားဖို့လားပါလားပေါ့ဗျာရွာပြင်ရောက်တော့နွားကြီးကိုလှုပ်လိုက်ရောဗျာနွားကြီးကပြေးပြီးစိမ့်စိမ့်ဆူဆူနဲ့ပြိုကျဲထားတဲ့ဥပသာလေတဲကစဘာတွေကိုဝင်ပြီးတော့စားနေတော့တာပေါ့ဥတက်သူကြီးကလည်းနွားကြီးစားနေတာကိုမှတ်မှန်ပဲတပင်အောက်မှာအရင်ထိုင်တောက်နေတဲ့ဗျာ ဥပဒါကြီးကနွားကိုမြင်တော့လက်ဆောင်တဲကနေပြေးလာတာပေါ့။သူလည်းအလုံးများနေတော့နွားကိုမမြင်လိုက်ဘူးလေဗျာ။နွားကြီးကစပားပင်တွေအတော့ကိုစားထားတာပေါ့ဗျာ။ဥပဒါကြီးကလုံးဝမကြည့်နဲ့ပဲဥတက်သူကြီးကို စပားခင်းကကိစ္စကိုပြောတော့တာပေါ့။အဲ့ဒီနေ့ကကျုပ်လဲလေထဲမှာရောက်နေတဲ့ချိန်ပြ။လေထဲမှာကကျုပ်ရဲ့ကျုပ်ပါကြီးရဲ့ကျုပ်ကြီးတယောက်ရဲ့ရှိနေတဲ့အချိန်ပေါ့။ဥပဒါတော့စကားများနေတာကိုတွေ့တော့ကျုပ်တို့လည်းသွားဆက်စုကြတာပေါ့ဗျာ။ဟဲ့ကော တက်သူမင်းနဲ့ငါရံမဖြစ်ချင်ဘူးကွာမင်းနှွားကိုပြန်ခေါ်သွားငါ့စဘာတွေကိုမင်းပြန်ပြောပေးရမယ်ဦးတက်သူကလက်ထဲအရက်ပလင်းကြီးကိုကိုက်ထားသေးတယ်ဘာဖြစ်လဲဗျနှွားပဲလေထဲကမြက်ကိုစားလာစမ်းသလားဗျဟဲ့ကောင်တက်သူလေထဲမှာပေါက်နေတာမြက်မဟုတ်ဘူးကွာငါ့စဘာပင်တွေကွာငါ့စဘာပင်တွေဟာစဘာဆိုတာလေမြက်ပါပဲကွာဥပဒါကြီးကတော်တော်ကိုဒေါသထွက်နေတယ်ဗျာ ူတက်တူကတော့အကြီးတော်မပြတ်ဘူးဗျ။ဟဲ့ကောင်တက်တူမင်းမင်းလူဘာမဝရနဲ့နော်။ဘာလဲခမရကြီးကမကျေနပ်ဘူးလား။မကျေနပ်ရင်ကြောက်နဲ့ထိုးမလား။ဦးတက်တူကလက်ထဲကအရက်ပလင်းကိုပြစ်ချလိုက်ပြီးတော့ဥပဒါရှိမှလက်တီတပြင်းပြင်းနဲ့ဟန်ရေးပြနေတာပေါ့ဗျာ။ဥပဒါကတော့ခါထောက်ပြီးကြည်နေတယ်။ဟဲ့ကောင်တက်တူမင်းကိုငါကိုယ်တိုင်မထိုးဘူးဟေ။မင်း ်ကော့ဖာသားကိုပြန်ထိုးစမ်းကွာအဲ့ဒီလိုပြောပြီးတော့ဥတက်သူရဲ့ရှင်ဘက်ကိုလက်မျိုးထိုးလိုက်တာဥတက်သူကသူ့မျက်နှာကိုသူဘယ်နဲ့တင်းနဲ့ထိုးလိုက်ညာဘက်နဲ့တင်းနဲ့ထိုးလိုက်နဲ့ထိုးတော့တာပဲဗျို့တခွတ်ခွတ်နဲ့ခက်လန်းလန်းကကြုတ်လို့တော့မှအသက်အကျဲကြီးကိုကြားနေရတာဗျာသူ့မျက်နှာကြီးကလည်းရောင်ရမ်းလာပြီးတော့မျက်ခုံးတွေလည်း꽌ပြီးတွေးတွေလည်းထွက်ပေါ်ပါရောဒီတော့မှဥပဒါကလက်ကိုပြန်ချလိုက်တယ်ဒီတော့မှ ဥတက်တူလေးရက်သွားတယ်ဗျာဟဲ့ကောက်တက်တူဒါတော့ငါမင်းကိုဘာမှလုပ်ရသေးတာမဟုတ်ဘူးကွာမင်းရဲ့ထိုးထားတဲ့စီဆောင်ကမင်းကိုပြန်ထိုးအောင်ခိုင်းထားတာပဲရှိသေးတာဥတက်တူတယောက်တော်တော်ကိုနာနေပုံရတယ်ဗျာချက်ချင်းနွားကြီးကိုဆွဲပြီးတော့ရွာထဲကိုပြန်သွားတော့တာပါပဲဗျာအဲ့ဒီနေ့ကစပြီးဥတက်တူကဥပဒါကြီးကိုတွားမထည့်ရတော့ဘူးဗျာနောက်ပိုင်းဥပဒါကြီးပြန်ပြောတာကတော့ဘလူသားပိုက်အစီအရင်က တော်တော်ကိုကြောက်ဖို့ကောင်းနေဗျသူကအမေနဲ့သားကိုခွဲထားတဲ့ပုံစံမျိုးပေါ့ဗျာဘလူတွေကလည်းတော်တော်ကြမ်းကြမ်းပဲကောင်းကျိုးထက်ဆိုးကျိုးများတာပေါ့ဗျာဥတက်သူကအဲ့ဒီဆေးတွေကိုဘဲကထိုးလာမှမသိဘူးတဲ့အဲ့ဒီဆေးတွေထိုးပြီးတော့သူ့အမေနဲ့အဖေရှစ်ဆင့်နောက်ဆင့်ဝဲလွန်သွားကြပြီးတော့သူ့တို့ပစ္စည်းတွေကိုလည်းသူများကအပိုင်သိမ်းသွားလို့အုံးမဲ့အိမ်မဲ့ဖြစ်သွားရတယ်လို့တော့ပေတိုးရွာကလူတွေကပြောတာကြားကြရတယ်ဗျာ အခုတော့ဥတက်သူကြီးမရှိတော့ပါဘူးဗျာကျုပ်လည်းကျုပ်မိမနဲ့အိမ်ထောင်ကျသွားပြီးတော့တိတ်မကြပါဘူးသူလည်းတည်သွားတာပဲအေးသူတည်သွားတာကလည်းထူးဆန်းနေဗျဘာလို့လဲဆိုတော့သူ့မိမမခင်မရကသူ့ကိုပြန်ပြီးဓာတ်နဲ့ခုတ်တက်လိုက်တာတဲ့စာရေးစရာတိချင်နေဆိုရင်ပြောပြပါမယ်ဥတက်သူကမခင်မရအသက်ကြီးလာလို့လားမသိဘူးနောက်ထပ်မိန်းကလေးတယောက်ကိုရှာရင်းတဲ့ သူကလည်းရွာမှာအချောဆုံးအလှဆုံးဆိုတဲ့ကွန်တောင်ကိုင်းမိမိုးကိုမှန်းတာဗျ။ဒါနဲ့သူလှုပ်နေကြအိမ်မြောင်ပီရစင်းနဲ့လှုပ်တာပေါ့။ဒါပေမဲ့မရတော့ဘူးဗျ။မိမိုးကိုကြတော့ပီရစင်းကမစွမ်းတော့ဘူး။အဲ့ဒီအချိန်မှာမခင်မရရဲ့စီးအစွမ်းကလည်းပြေသွားတယ်ထင်ပါရဲ့ဗျ။တရက်တော့မခင်မရကအဲ့ရကနိုးတော့ဥတက်တူကြီးကိုမြင်ပြီးလှက်သွားတယ်တဲ့။ဒီလိုအယုတ်ဆိုးအကြီးတက်တဲ့လူဘလူးကိုငါပေါင်းနေတာပါလားဆိုပြီး အတိတရားဝင်ပြီးတော့ထရံမှာထိုးထားတဲ့ဓမ္မကိုဆွဲဖြုတ်ပြီးခုတ်လိုက်တာဦးတက်သူကြီးခေါင်းနဲ့ကို အိုးစားကွဲသွားတယ်ပေါ့ဗျာမဖြစ်မြောက်ကိုရွာကလူတွေကတနာကြောင်တာပေါ့ဒါပေမဲ့လူတက်မှုဆိုတော့လေနောက်ဆုံးမဖြစ်မြောက်ကိုရဲတွေကဖမ်းသွားပြီးအချုပ်ထောင်ကြပါလေရောဗျာသူတို့ဖြစ်ကတနာစရာလဲကောင်းပါလေဗျာတနာစရာအကောင်းဆုံးကတော့မခင်မြောက်ပေါ့ဘုမတိပေါ့မတိနဲ့စေးအခက်ခံရပြီး နောက်ဆုံးစီးပြေသွားတော့လေသူပဲထုံနှန်းဆန်သွားရတယ်မဟုတ်လားအခုထိကျုပ်တို့ရွာမှာအပြူလေးတွေဆိုရင် သူများကြွေးစာပေးစာမစားဖို့တားမြစ်နေကြတော့ဘုံပြမခင်ပြလို့ဖြစ်မယ်နော်ဆိုပြီးတော့စကားတော်တွင်နေပါတယ်ဗျာကဲဥတက်သူကြီးအကြောင်းတော့အဆုံးတတ်သွားပြီဗျဒီလူကြီးတည်သွားတော့မှကျုပ်တို့အိမ်ကထိတ်တုံကြီးလဲအနာရသွားတော့နေဗျာအင်းဗျာလူတယောက်တည်တော့စိတ်မကောင်းစရာဆိုပေမဲ့ဥတက်သူကြီးတည်တော့ ျုပ်တို့တွေပြောလိုက်ကြတာဗျာစိတ်ထဲကျိတ်ပြီးဝမ်းသာလိုက်ကြတာဥပသာပြောတဲ့အိမ်ယောင်ပြရစေကိုတော့ကျုပ်အဲ့ဒီကလေးကမစမ်းဝွန့်တော့တာပဲဗျကဲဒီနေ့တော့တော်လောက်ပြီးစာရေးစရာရေးနောက်နေ့ကျရင်တော့ကျုပ်ဥပသာကြီးစီကပညာသင်ခဲ့တဲ့အကြောင်းလေးတွေကိုပြောပြချင်သေးတယ်ဗျာ